ျွန်တော်တို့ Microsoft Word မှာစာရွက်တွေအများကြီးကိုစာစီစာရိုက်ပြုလုပ်ထားတယ်။အဲ့ဒီစာရွက်တွေထဲကနေပြီးတော့မှကိုလိုချင်တဲ့စာရွက်လေးတွေကိုပဲရွေးချယ်ပြီးတော့ PDF ဖိုင်အဖြစ်ပြောင်းတဲ့နည်းလမ်းလေးကိုသင်ပေးပါဆိုတဲ့အတွက်ကျွန်တော်ဒီရက်သင်ခန်းစာလေးမှာ အားလုံးသိရအောင်အသေးစိတ်သင်ပြပေးမှာဖြစ်ပါတယ်။ဒါလေးတွေကိုလက်တွေ့ပြပေးဖို့ရာအတွက် Microsoft Word software လေးတစ်ချက်လောက်ဖွင့်လိုက်ပါမယ်။ Microsoft Word software ပွက်လာပြီဆိုရင်တော့ကျွန်တော်တို့ပုံမှန်အတိုင်းပဲ plan document ဆိုတဲ့ထဲကိုဝင်လိုက်ပါမယ်။ဒါမှမဟုတ် Google Drive legend နဲ့ account မှာဆိုရင်တော့ကိုစာစီစာရေးပြုလုပ်ထားတဲ့ file တွေရှိတယ်ဆိုရင်အဲ့ဒီ file လေးတွေကိုကျွန်တော်တို့တစ်ချက်ဖွင့်ပေးပါတော့။ကျွန်တော်ကတော့ဒီမှာ plan document ဆိုတဲ့ထဲကိုကျွန်တော်ဝင်လိုက်ပါမယ်။ ဘလန်ဒိုကူမန့်နဲ့ကျွန်တော်တို့ဝင်လိုက်တာနဲ့တပြိုင်တည်းကျွန်တော်တို့ဒီမှာဒက်ဖော့အနေနဲ့စာရွက်လေးတရွက်ရောက်ရှိလာပါတယ်။ဒီတော့ကျွန်တော်တို့စာရွက်ဘာမှမရိုက်ခင်မှာအရင်ဆုံးစာရွက်ဆိုင်လေးတွေပြပြပြောင်းလဲပေးမယ်။လက်ရောက်ထဲကနေပြီးတော့ site ထဲကိုဝင်ပြီးတော့မှကျွန်တော်တို့ကိုယ်အသုံးပြုမဲ့ A4 စာရွက်ဆိုရင်ကျွန်တော်တို့ A4 စာရွက်ပေါ့နော်။ဒါလေးတွေကျွန်တော်တို့ရွေးမယ်။ orientation လေးတွေရွေးမယ်။စာရွက် margin လေးတွေကိုကျွန်တော်တို့ကရွေးပေးခဲ့ပါမယ်။ဒါလေးတွေကျွန်တော်တို့အားလုံးပြီးသွားပြီဆိုရင်တော့ ျွန်တော်ကတော့ဒီမှာစာရေကိုအသေးစိတ်လိုက်ပြီးတော့မရိုက်တော့ဘဲနဲ့နမူနာစာပိုင်းလေးတွေကျွန်တော်တစ်ချက်လောက်ခေါ်လိုက်ပါမယ်။ဒါကြောင့်ကျွန်တော်တို့ဒီမှာနမူနာစာပိုင်းတွေခေါ်ခြင်းနဲ့ဆိုရင်တော့ညီမကြီးလေးထုတ်ပြီးတော့မှာ AND run ဆိုပြီးတော့မှာရိုက်ထည့်ပေးပါမယ်။ IAD run လို့ရိုက်ပြီးသွားပြီဆိုရင်တော့ကွင်းစာကွင်းပိတ်လေးထဲမှာကျွန်တော်နမူနာစာပိုက်အပိုက်တရားခေါ်ချင်တာဖြစ်တဲ့အတွက်ကွင်းစာကွင်းပိတ်လေးထဲမှာတရားဆိုပြီးတော့ရိုက်ထည့်တယ်ပြီးရင်တော့ under လေးခောက်လိုက်ပါမယ် အန်ဒါခလိုက်တာနဲ့တပြိုင်တည်းအခုလိုမျိုးကျွန်တော်တို့ဒီမှာစာရွက်လေးတွေထဲမှာနမူနာစာပိုင်လေးတွေကျွန်တော်တို့ရောက်ရှိလာပါတယ် control a နဲ့ select all ပြပြီးတော့ control shift greater than ကိုကျွန်တော်တို့ကနှိပ်ပြီးတော့မှအခုလိုမျိုးကျွန်တော်တို့စာလုံးဖောင်းဆိုင်လေးတွေကိုအကြည့်အသေးကျွန်တော်တို့ပြင်လို့ရတယ်ဗောနော်ဒီတော့ကျွန်တော်ဒီမှာဆိုရင်စာရွက်တွေအများကြီးရဲ့မှာ နမူနာစာပိုက်အပိုက်တရားကျွန်တော်တို့ခေါ်လိုက်တဲ့အတွက်အရွက်ရည်တွေအများကြီးဖြစ်သွားတယ်ပေါ့နော်တိတောင်ကျွန်တော်တို့ဒီမှာစာရွက်စာရွက်လေးတွေမှာစာမျက်နှာနံပါတ်လေးတွေတက်လိုက်ပါမယ်ဒါကြောင့်ကျွန်တော်တို့ထိပ်ဖက်အချမ်းလေးမှာစာမျက်နှာနံပါတ်တက်ချင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့စာရွက်ရဲ့အပေါ်နားကမာဂျင်နားလေးမှာ မောက်ရက်လက်ကလေးနဲ့နှစ်ချက်နှိလိုက်ပါမယ်အခုလိုမျိုးကျွန်တော်တို့ဟာရာဆိုတဲ့နေရာလေးတွေကိုရောက်သွားပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာပေ့နံပါတ်ဆိုတဲ့အထဲကိုဝင်ပြီးတော့တော့အပိဆိုတဲ့အထဲကိုကျွန်တော်တို့ဝင်လိုက်ပါမယ် ဝင်ပြီးသွားပြီဆိုရင်တော့စာမျက်နှာနံပါတ်ကိုကျွန်တော်တို့ကစာရွက်ရဲ့အလဲကောင်စင်တာနဲ့ပြီးတော့တက်ချင်တာဖြစ်တဲ့အတွက်ဒီရက်ကျွန်တော်တို့အလဲကောင်ပုံစံလေးကိုရွေးလိုက်ပါမယ်။ဟောဒီမှာကျွန်တော်တို့တစ်ဆိုပြီးတော့ဝင်လာပါတယ်။ဝင်လာတဲ့ကျွန်တော်တို့ကတစ်ဆိုတဲ့စလုံးလေးကိုဆက်လက်လေးမှတ်ပေးထားမယ်။ဟုတ်တဲ့ထဲကနေပြီးတော့မှကျွန်တော်တို့ဒီမှာဖောက်ဆိုင်လေးကိုနည်းနည်းလေးသိတာအောင်ကျွန်တော်တို့ကြီးခတ်လိုက်မယ်။ဘိုးလေးထည့်ခတ်လိုက်ပါမယ်။ဒါဆိုရင်တော့ကျွန်တော်တို့စာမျက်နှာနံပါတ်လေးတွေလည်းတက်လို့ပြီးသွားပြီပေါ့နော်။ ီတော့ကျွန်တော်တို့စာရွက်ထဲမှာပုံမှန်အတန်းလေးကျွန်တော်တို့က double clip ပြန်နေလိုက်ပါမယ်အခုလောလောဆယ်ကျွန်တော်တို့ဒီမှာစာရွက်ရေအရေအတွက်ဘလောက်ရှိလဲဆိုရင်ကျွန်တော်တို့ဒီအောက်ထိဆွဲကြည့်လိုက်တဲ့အခါမှာဆိုရင်စာမျက်နှာကျွန်တော်တို့16မျက်နှာရှိတယ်ပေါ့နော်ဒီတော့အခုလောလောဆယ်ကျွန်တော်တို့ကဒီရဲ့စာရင်းရိုက်ထားတာလေးတွေကကိုအမှန်တကယ်စာစီစာရိုက်လုပ်ထားတဲ့ file လေးတွေဆိုပြီးတော့သဘောထားလိုက်မယ်ဒီရဲ့စာရွက်အရေအတွက်16ရွက်ထဲကနေပြီးတော့မှ 16ရွက်လုံးကျွန်တော်တို့ PDF file အဖြစ်ပြောင်းပြီးတော့သိမ်းချင်တာမျိုးမဟုတ်ပဲနဲ့ကိုကြိုက်တဲ့စာရွက်လေးတွေကိုပဲရွေးချယ်ပြီးတော့မှကျွန်တော်တို့ PDF file အဖြစ်ပြောင်းတဲ့နီလန်လေးဖြစ်ပါတယ်ဒီတော့ကျွန်တော်နမူနာအနေနဲ့စာမျက်နှာကျွန်တော်တို့ကကိုကအာ၅တရွက်ထဲပဲကျွန်တော်တို့ရွေးပြီးတော့မှ PDF file အဖြစ်ပြောင်းချင်တာလားဒါမှမဟုတ်ကျွန်တော်တို့က16နဲ့16ကိုကျွန်တော်တို့နှစ်ခု၂ရွက်ပဲကျွန်တော်တို့က PDF ဖိုင်အဖြစ်ရွေးချင်တာလားဒါမှမဟုတ်ကျွန်တော်တို့ကတဆရနေပြီးတော့မှ19အထိပဲ PDF ဖိုင်အဖြစ်ပြောင်းချင်တာလားဒီလိုမျိုးကျွန်တော်တို့ကကိုယ့်ရဲ့စိတ်တိုင်းကျစာရွက်လေးတွေကိုရွေးပြီးတော့ PDF ဖိုင်အဖြစ်ပြောင်းလို့ရပါတယ်ဒီတော့အရင်ဆုံးကျွန်တော်တို့ကဒီရဲ့ကိုစာစီစာရိုက်ပြုလုပ်ထားတဲ့ဖိုင်လေးကိုတော့မူရင်းဖိုင်အနေနဲ့ကျွန်တော်တို့ Microsoft Word ဖိုင်နဲ့အရင်ဆုံးသိမ်းပေးထားပါဒါကြောင့်ကျွန်တော်တို့ဖိုင်နဲ့နေပြီးတော့စိတ်စွာလေးနေလိုက်ပါမယ်ပြီးရင်တော့ browse ဆိုတဲ့တဲကိုဝင်မယ်ဝင်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ကိုယ့်ရဲ့ကွန်ပျူတာထဲမှာ ဘယ်နေရာမှာတင်းကျင်လဲကိုသိလို့တဲ့ file လမ်းကြောင်းလေးကိုရွေးပြီးတော့မှ ကျွန်တော်တို့ဒီမှာ file name လေးပေးခဲ့လိုက်မယ် save at type ဆိုတဲ့နေရာလေးမှာတော့ကျွန်တော်တို့က Microsoft file နဲ့ပဲမူရင်းအနေနဲ့တင်းခဲ့ချင်တာဖြစ်တဲ့အတွက် Word document ဆိုတာလေးကိုပဲရွေးပြီးတော့မှကျွန်တော်တို့တင်းခဲ့လိုက်ပါမယ်ကျွန်တော်ဒီမှာတော့ desktop ပေါ်မှာပဲတင်းခဲ့လိုက်မယ် save ဆိုတာလေးနှိပ်ခဲ့လိုက်မယ် ဟောဒါဆိုရင်တော့ကျွန်တော်တို့ကဒီမှာလက်ရှိကျွန်တော်တို့စာစီစာရေးပြုလုပ်ထားတဲ့ file တွေအားလုံးဟာ Microsoft Word file အနေနဲ့ကျွန်တော်တို့သိမ်းပြီးသွားပြီဖြစ်ပါတယ်ဒီလိုမျိုးကျွန်တော်တို့ကမူရင်း file တွေသိမ်းပြီးသွားတဲ့အချိန်မှာဒီထဲကနေပြီးတော့မှကိုကြိုက်တဲ့စာရွက်လေးတွေကိုရွေးချယ်ပြီးတော့ save ဖို့ရာအတွက် ကျွန်တော်တို့ဒီမှာ file နဲ့နေပြီးတော့ save ဆိုတဲ့ထဲကိုဆက်ပြီးတော့ဝင်လိုက်ပါမယ် save ဆိုတဲ့ထဲကိုဝင်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာ browse ဆိုတဲ့ထဲကိုကျွန်တော်တို့ဆက်ပြီးတော့ဝင်မယ် ဝင်ပြီးသွားပြီဆိုရင်တော့ဒီရဲ့နေရာလေးမှာ ကျွန်တော်တို့အဓိကပြောင်းလဲပေးရမှာဖြစ်ပါတယ်။စင်အတိုက်ဆိုတဲ့နေရာလေးမှာကျွန်တော်တို့က Word document မဟုတ်ဘဲနဲ့ကျွန်တော်တို့ PDF file အဖြစ်ပြောင်းချင်တာဖြစ်တဲ့အတွက်ဒီနေရာလေးမှာကျွန်တော်တို့က PDF ဆိုတာလေးကျွန်တော်တို့ရွေးပေးလိုက်ပါမယ်။ရွေးပြီးသွားပြီဆိုရင်တော့အခုလောလောဆယ်ကျွန်တော်တို့ save လိုက်လို့ဆိုရင်ကျွန်တော်တို့စာမျက်နှာ1ကနေပြီးတော့16မျက်နှာရှိတဲ့အတွက်1ကနေ16အားလုံးသူက PDF file အဖြစ် save ပေးသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့လိုချင်တာကတက်ကနေပြီးတော့16ရွက်အထိမဟုတ်ဘဲနဲ့ကိုလိုချင်တဲ့စာရွက်လေးတွေကိုပဲရွေးပြီးတော့မှစိတ်ချင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာ option ဆိုတဲ့အထဲကိုဆက်ပြီးတော့ဝင်ပေးရပါမယ်။ option ဆိုတဲ့နေရာလေးရောက်လာပြီဆိုရင်တော့ကျွန်တော်တို့ဒီရဲ့ဘောက်လေးကြာလာပါတယ်။ဒီမှာကျွန်တော်တို့ all ဆိုတာလေးရှိမယ်။ all ကတော့ကျွန်တော်တို့စာမျက်နှာတွေအားလုံးကိုပြောတယ်ပေါ့နော်။ current page ဆိုတာကတော့ကျွန်တော်တို့ကလက်ရှိကျွန်တော်တို့ရောက်ရှိနေတဲ့စာရွက်လေးကိုပဲ စေ့ချင်တယ်ဆိုရင်ကျွန်တော်တို့ current current page ဆိုတာလေးကိုကျွန်တော်တို့သုံးပြရပါတယ်ဒီလိုမှမဟုတ်ဘဲနဲ့ကိုကစာမျက်နှာလေးထဲမှာရေးထားတဲ့စာတွေကို selection လေးပေးပြီးတော့မှကို selection ပေးထားတဲ့အပိုင်းလေးတွေကိုပဲရွေးပြီးတော့မှစေ့ချင်တယ်ဆိုရင်တော့ဒီမှာကျွန်တော်တို့ selection ဆိုတဲ့နေရာလေးမှာ အမှန်ချက်လေးပေးရမယ်နောက်တစ်ခုကပေးတယ်ပေးဆိုတဲ့နေရာလေးမှာတော့ကိုကတတရွက်ထဲပဲစေ့ချင်တယ်ဆိုရင်တော့ပေးဆိုတဲ့နေရာလေးမှာကျွန်တော်တို့ select လေးပေးထားမယ် စာမျက်နှာတစ်တရွက်တယ်ပဲကျွန်တော်တို့ကစိတ်ကျင်နေဆိုရင် from မှာလည်းတစ်ဆိုပြီးတော့ရိုက်ထည့်မယ်။ to မှာလည်းတစ်ဆိုပြီးတော့ရိုက်ထည့်မယ်။ဒါဆိုကျွန်တော်နမူနာအနေနဲ့စာမျက်နှာ number 3တရွက်တယ်ကျွန်တော်တို့အရေးဆုံး PDF file အနေနဲ့စေးကြည့်လိုက်ပါမယ်။ဒါကြောင့်ကျွန်တော်တို့ဒီရဲ့ from ဆိုတဲ့နေရာလေးမှာ3ဆိုပြီးတော့ရိုက်ထည့်တယ်။ to နေရာမှာလည်းကျွန်တော်တို့က3ဆိုပြီးတော့ရိုက်ထည့်မယ်။ okay လေးနှိပ်ခက်လိုက်မယ်။ပြီးရင်တော့ကျွန်တော်တို့ဒီမှာ save ဆိုတာလေးနှိပ်ခက်လိုက်ပါမယ်။ စင်နေလိုက်တာနဲ့တပြိုင်တည်းကျွန်တော်တို့ PDF ဖိုင်အနေနဲ့ကျွန်တော်တို့ပြောင်းပေးသွားပါတယ်။ပြောင်းတဲ့စာရွက်ကကျွန်တော်တို့ဒီမှာစာမျက်နှာနံပါတ်3တရွက်သေးပဲကျွန်တော်တို့ဒီမှာ PDF ဖိုင်အဖြစ်ပြောင်းပေးသွားတာကိုတွေ့ရပါတယ်။ဒါဆိုကျွန်တော်တို့ဒီမှာကလုတ်နဲ့ပိတ်လိုက်ပါမယ်။ပြီးရင်နောက်ထပ်ကျွန်တော်တို့ကထပ်ပြီးတော့မှတက်တရွက်တိုင်းစိတ်ကျွန်တော်တို့မဟုတ်ပါဘူး။ဒီတခါကျွန်တော်တို့စာမျက်နှာ73အနေပြီးတော့မှ95အထိစိတ်လိုက်ချင်ပါတယ်။ဒါဆိုရင်လည်းရပါတယ်။ဖိုင်နဲ့အနေပြီးတော့မှကျွန်တော်တို့ဒီမှာစိတ်ရဆိုတဲ့ထဲကိုဆက်ပြီးတော့ဝင်မယ်။ ဘလောက်ဆိုတဲ့အထဲကိုကျွန်တော်တို့ဝင်လိုက်ပါမယ်ဝင်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့အဆောင်းသားကလိုပဲဆေးအတိုက်ဆိုတဲ့နေရာလေးမှာဝါဒိုကူမန့်ဖြစ်နေတာလေးကို PDF ဆိုတာလေးကျွန်တော်တို့ပြောင်းပေးလိုက်ပါမယ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာ option ဆိုတဲ့အထဲကိုဆက်ပြီးတော့ဝင်မယ်ဒီတစ်ခါတော့ကျွန်တော်တို့ကစာမျက်နှာ73ကနေပြီးတော့15အထိကျွန်တော်တို့ကစိတ်ချနာဖြစ်တဲ့အတွက်ပြေဆိုတဲ့နေရာလေးမှာပဲရွေးချယ်လိုက်ပါမယ်ဒီတော့ကျွန်တော်တို့ကဘယ်အနေနဲ့ပဲထိလဲဆိုရင်73ကနေပြီးတော့15အထိဖြစ်တဲ့အတွက် ဖရွန်ဆိုတဲ့နေရာလေးမှာ73ရိုက်ထဲမယ်။တူဆိုတဲ့နေရာလေးမှာ15ရိုက်ထဲမယ်။ပြီးတော့ပြီးဆိုရင်တော့ OK လေးနေပါမယ်။ပြီးရင်တော့ကျွန်တော်တို့ဒီမှာဆေးလိုက်မယ်။ဆေးစွာလေးနေလိုက်ပါမယ်။အခုလောလောဆယ်ကျွန်တော်တို့ဒီမှာအစောနကစာမျက်နှာနံပါတ်3တရွက်တည်းစေထားတဲ့ file number နဲ့အခုကျွန်တော်တို့ဒီရဲ့နောက်ထပ်စေမဲ့ file number လေးရတူတော့အခုလိုမျိုး error ပေါက်လေးပြပါတယ်ဒါကြောင့်ကျွန်တော်တို့ okay လေးနှိပ်ပေးလိုက်ပါမယ် okay နှိပ်လိုက်တဲ့အခါမှာကျွန်တော်တို့ဒီမှာဆိုရင် စာမျက်နှာ73ရယ်74ရယ်ကျွန်တော်တို့ဒီမှာ95ရယ်စာရွက်လေး3ရွက်ကို PDF ဖိုင်အနေနဲ့ကျွန်တော်တို့စိတ်ပေးသွားတာကိုတွေ့ရပါလိမ့်မယ်။ဒါကတော့ကျွန်တော်တို့ Microsoft Word ဖိုင်အနေပြီးတော့မှ ကိုစာစီစာရဲ့ပြုလုပ်ထားတဲ့စာရွက်တွေအများကြီးတရအနေပြီးတော့ကိုလိုအပ်တဲ့စာရွက်လေးတွေကိုပဲရွေးချယ်ပြီးတော့ PDF ဖိုင်အဖြစ်ပြောင်းတဲ့နည်းလမ်းလေးဖြစ်ပါတယ်။အလုံးအတွက်ရန်အသုံးဝင်မယ်လို့လည်းထင်တယ်ကိုကိုရိုင်းလက်တွေ့လိုက်ပြီးတော့မှလေ့ကျင့်ကြည့်ပေးပါအကယ်၍ကိုကိုရိုင်းလေ့ကျင့်တဲ့အခါမှာ မရတဲ့နေရာလေးတွေရှိတယ်ကျွန်တော်သင်ပေးတာနားမလည်လိုက်တဲ့နေရာလေးတွေရှိတယ်ဆိုရင်လည်းကျွန်တော်ပြန်ပြီးတော့မှမေးမြန်းပေးလို့ရပါတယ်ကိုကိုယ်တိုင်လေ့ကျင့်ပြီးသွားပြီးကိုလည်း Microsoft Word ဖိုင်အနေပြီးတော့မှစာရွက်လေးတွေကိုရွေးချယ်ပြီးတော့ PDF ဖိုင်အဖြစ်ပြောင်းထည့်နေပါပြီဆိုရင်တော့ဒီသင်ခန်းစာရဲ့ comment လေးမှာ DONE dance ဆိုပြီးတော့ရေးခဲ့ပေးပါအောင်ခင်ဗျာဒါမှကျွန်တော်သင်ပေးတဲ့သင်ခန်းစာတွေကိုဘသူတွေကတော့အမှန်တကယ်လိုက်ပြီးတော့လေ့လာနေပါတယ်လေ့ကျင့်နေပါတယ်ဆိုတာလေးတွေကိုကျွန်တော်ကိုယ်တိုင်လည်းသိရအောင်လို့ပါ အခုဒါဆိုရင်တော့ကျွန်တော်ဒီသင်ခန်းစာလေးကိုဒီမှာပဲရှင်းလိုက်ပါမယ်အားလုံးအဆင်ပြေကြပါစေခင်ဗျာ